အလုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားပြန်မင်းအောင်လိုင်းကိုကြိုဆိုမဲ့စစ်တပ်ထောက်ခံသူများနေပြီးတော့လာရန်လမ်းစရိတ်ဟိုတယ်ကအပအဝင်နေထိုင်စားတောက်တဲကိုကစရိတ်ငင်းဖြင့်ငွေကျပ်3000ပါမဟုတ်ဘူးပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှင်နီရုရှားခီးစင်မှာပြန်လာမယ့်အကြံဖတ်မင်းအောင်လိုင်းကိုကြိုဆိုရန်အတွက်စစ်တပ်ထောက်ခံသူများကိုနေပြည်တော်သို့လာရန်လမ်းစရိတ်ဟိုတယ်ကအပါအဝင်နေထိုင်စားတောက်တဲခိုကစရိတ်ငိမ့်ဖြင့်ငွေချက်3000ကိုပါမဟုတ်ဘဲအဖြစ်ပေးကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရယ်အကြံဖတ်မင်းအောင်လိုင်းနိုင်ငံသားခီးစင်မှာပြန်လာတိုင်းကြိုဆိုရန်အတွက်စစ်တပ်နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းရှင်အချို့ကအကုန်ကြခံစီစဉ်ကြောင်း မြောက်လိုင်းကိုကြိုဆိုရေးနေပြည်တော်သို့လာမည်စစ်တပ်ဘက်တော်သားတရုတ်ဆောင်အစိုးတော်ခါတလူရှင်တော်များမဘာတာဖုန်ကြီးများအမျိုးသားရေးအစွန်းရောက်များအတွက်လမ်းစရိတ်ဟိုတယ်ကစားစရိတ်တဲခိုစရိတ်မိုးဘိုးအဖြစ်ငွေကျပ်3000ကိုပါစီစဉ်ပေးကြောင်းသိရှိရပါတယ်ဒီနေ့ပြန်လာမယ်စကတ်ကျူခီးစဉ်အတိုင်းဆိုရင်ညနေလောက်ရောက်မယ်ကြိုဆိုရေးအတွက်အရင်လိုပဲမိဖက်စည်းပွားရေးသမားတွေကနေထိုင်စားစရိတ်မိုးဘိုးပါစီစဉ်ပေးပြီးတော့ကြိုဆိုရေးခေါ်တယ်မင်းသားမင်းသမီးတွေကတော့တက်စီတာမန်ထောက်ခံသူတွေကတော့အနည်းဆုံးမိုးဘိုး3000ပေးတယ် မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်။တာမန်ကတော့နေပြီးတော့စီပင်မှာထားတယ်။လန်စေကကားဆင်လုံးကားတယ်။စရိတ်အကုံလုံးကစီးပွားရေးသမားတွေကကြာခံတာ။တက်တဲ့စီးပွားရေးလုပ်နေတဲ့စီးပွားရေးသမားတွေကအကုံခံတာ။အရင်ခရီးစဉ်တွေအတိုင်းပါပဲ။ကျိုးဆိုရေးကဟူနေပြီးတော့စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။မင်းအောင်လိုက်ပြပခရီးစဉ်မှာပြန်လာတိုင်းရန်အောင်စိုးမြတ်သူစာဒိန်းတောင်ခက်စီသူမေတန်းနူမေတင်စာဦးစသည့်စစ်တပ်ဘက်တော်သားတရုတ်ဆောင်ဟာတလူရှင်တော်နှင့်အစိုးရအချို့ကလာရောက်ကြိုဆိုလေးရှိပြီး ပါတာနှင့်အမျိုးသားရေးအစွန်းရောက်များကလည်းငွေကြေးရသဖြင့်လာရောက်ကြိုဆိုကြကြောင်းသိရပါတယ်။ထို့ပြင်စစ်တပ်ကမင်းအွန်လိုင်းကိုကြိုဆိုရေးအတွက်နန်စီဒီယန်ခွေနှမ်းများနှင့်မိသားစုများကိုလည်းဆင့်ခေါ်လေးရှိပြီးယနေ့ပြန်လည်ရောက်ရှိမီပြည်ပခီးစဉ်အတွက်လည်းနန်စီဒီယန်များကိုလာရောက်ကြိုဆိုခိုင်းထားကြောင်းသိရှိရပါတယ်။မြန်မာလိုင်းကိုကြိုဆိုရဲ့အတွက်ငွေကြေးကုန်ကြမှုများကိုစစ်တက်လာအောင်ခံမြမစီးပွားရေးဥပိုင်းမြမစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီးပွားရေးတွေဖက်လုံးနေသောစီးပွားရေးသမားများကအများဆုံးအကုန်ကြခံငွေစိုက်ထုတ်ပေးကြောင်းသိရပါတယ် ။ဥပိုင်တို့ MEC တို့ကခမရတို့ဒါတော့အကုန်ကြခံလိုက်ဆိုပြီးမိဖက်စည်းပွားရေးသမားတွေကိုငွေထုတ်ခိုင်းတာ။ဟိုကလည်းဒီလောက်ကတော့ထုတ်တာပေါ့။ပြန်ရတာကများတော့စိုက်ထုတ်ပေးတယ်။ဘီနိုင်ထုတ်တာကအစအကုန်စည်းပွားရေးသမားတွေကအကုန်ခံကြတာဟုနေပြီးတော့စစ်ဖက်တရင်ချင်းမြစ်ကဆိုပါတယ်။အကြံဖတ်မြောင်းလိုက်ပြီးစက်တင်ဘာလ24ရက်မှစက်တင်ဘာလ29ရက်နေ့အထိရုရှားနိုင်ငံသို့တွားရောက်နေခြင်းဖြစ်ပါတယ်။ဆလပီဒီမော့ဆိုဖရူဆိုလန်တိုက်ပွဲများတွင်စစ်တပ်ဗမာ20ကျော်တေဆုံးပြီ ကားနှစ်စီးထက်မနည်းပျက်စီးစစ်တပ်ကထိခိုက်သေးဆုံးများပြားသည့်ကြားမှာအင်အားအလုံးရင်ဖြင့်စစ်မျက်နှာများစွာဖွင့်၍ထိုးစစ်အရှိန်မြင့်တင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဒီမော့ဆိုဖရူဆိုလမ်းမကြီးတိုက်ပွဲများအတွင်အကြံဖက်စစ်ကောင်စီတပ်သား20ကျော်ထိဆုံးပြီးစစ်ကားနှစ်စီးထက်မနည်းပျက်စီးခဲ့ကြောင်းကရင်အမျိုးသားများကောက်ွက်ရတဲ့ KMTF ဗဟိုသတင်းမြင့်ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်ဂုလမစတင်၍ဒီမော့ဆိုမြို့နယ်အတွင်သို့အင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးလာပြီး ဒီမော့ဆိုဖရူဆိုဗောလက်ခဲလက်မကြီးတလျှောက်ဆက်လက်စစ်ကြောင်းထိုးသဖြင့်လမ်းကြောင်းတလျှောက်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရပါသည်ထို့ပြင်ဒီမော့ဆိုမြို့နယ်တောင်ငံခါရက်ကွက်တို့စစ်ကောင်စီမှအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်သဖြင့်တိုက်ပွဲများပြင်းထန်လျက်ရှိပြီးဒုံငံခါရက်ကွက်များနှင့်အနီးတစ်ဝိုက်ခြေရွာများသို့အကြံဖက်စစ်ကောင်စီတပ်မှလေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအပြင်လက်နက်ကြီးတိုက်ခိုက်ခြင်းစသည်တို့ကိုနေ့စဉ်မပြတ်ပြုလုပ်လျက်ရှိကြောင်းသိရပါသည်လမ်းကြောင်းတလျှောက်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတိုက်ဆုံးတာတွေရှိခဲ့ ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီတည်ဆုံတာဆိုရင်20ကနေ90ကြားလောက်တော့ရှိနိုင်တယ်။ပြီးခဲ့တဲ့ဩဂုတ်တလလုံးပေါ်ပြီးတော့စစ်ကောင်စီကကအနည်းဆုံး2စီးလောက်ကတော့ပြည့်စည်မှုရှိတယ်ဟု KMDF ဗဟိုသတင်းနှင်းပြန်ကြားရေးဌာနမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်။ထို့တူမိုးပြဲမြို့တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်များလှုပ်ရှားကမိုးပြဲမြို့နှင့်အနီးကျေးရွာများရှိပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းတို့ကိုလှုံ့ဆော်လျက်ရှိကြောင်းထို့ပြင်ဖေကုံမြို့နယ်တောင်စလုံးကျေးရွာဘက်သို့ PNO နှင့်စစ်ကောင်စီပူးပေါင်းစစ်ကြောင်းများစစ်ကြောင်းဖြန့်လှုပ်ရှားလျက်ရှိကြောင်းသိရပါသည် မိုးပြဲမှာတော့တိုက်ပွဲတွေပြင်းထန်တာမျိုးတော့မရှိတော့ဘူး။ပြီးခဲ့တဲ့အပတ်ကမိုးပြဲမြို့အနီးကျေးရွာတွေမှာလေလုံးနေတဲ့ပြည်သူ၃ဦးကိုစစ်ကောင်စီကဖမ်းဆီးနှိပ်စက်ခဲ့တာမျိုးတွေစုံစမ်းသိရှိရတဲ့ဟု KMTF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှတောင်ဝင်ရှိသူတို့ကပြောဆိုပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမတလျှောက်အကြံဖက်စစ်ကောင်စီတပ်များစစ်ကြောင်းထိုးနေရယူကလမ်းမကြီးဘေးဝဲရရှိကျေးရွာများသို့လက်နက်ကြီးဖြင့်စသည်တို့ကိုလုံဆောင်လျက်ရှိကြောင်းသိရပါတယ်။ ထို့ပြင်ဒီမော့ဆိုမှဖရူဆိုမြို့နယ်မှာစစ်ကြောင်းထိုးသောစစ်ကြောင်းနှင့်အတူစစ်ကောင်စီတပ်၏ရင်တန်းများမှအမှတ်၁၄တန်းနှင့်စစ်လေးကျင့်ရေးကြောင်းတို့ရောက်ရှိနေပြီးထိုမှတဆင့်ဗောလက်ခဲမြို့နယ်ဘက်သို့ဦးတည်စစ်ကြောင်းထိုးရန်ပြင်ဆင်လျက်ရှိကြောင်းသိရပါသည်။ဖရူဆိုဒီမော့ဆိုဆိုတာကစစ်ကောင်စီကင်းတွေအပြည့်အဝချထားတယ်လို့ပြောလို့ရတယ်။ဗောလက်ခဲအထိကိုစစ်ကြောင်းထိုးဖို့ဦးတည်ထားတယ်။စစ်ကောင်စီအင်အားတထောင်ဝန်းကျင်လောက်ရှိတယ် ဒီမော့ဆိုကနေဖရူဆိုအထီပေါ်ဟု KMDF ဘဟုသတင်းညပြကြားရေးဌာနတာဝန်ရှိသူတို့ကရှင်းပြပါရယ်ထို့ကြောင့်စစ်ကောင်စီစစ်ကြောင်းထိုးရနေရများနှင့်နှီးဆက်သောကြေးရွာများရှိပြည်သူများအနေဖြင့်လုံခြုံရေးသတိရှိကြရန်နှင့်နေပြည်တော်တော်လည်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များအတိုင်းလိုင်းနာဆောင်ရွက်ကြပါရန်သတိပေးအပ်ပါရယ်ကရင်ပြည်နယ်မှာတော့ဒီမော့ဆိုဖရူဆိုနောက်ပြီးတော့အဖေခုံပေါ်အဲဒီဘက်မှာစေကောင်စီရဲ့စစ်ကြောင်းတွေရှိနေတာဖြစ်တဲ့တိုက်ပွဲတွေလည်းအချိန်မရွေးပြင်းထန်နေတာဖြစ်တဲ့အတွက် ပြည်သူလူထုတွေကလုံခြုံရေးသတိရှိကြဖို့နဲ့နေမြေကန်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့လမ်းညွန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းချင်ပါတယ်ဟု KMT ရဲ့ဗဟိုသတင်းပြန်ကြားရေးဌာနတာဝန်ရှိသူကသတိပေးပြောဆိုပါတယ်။စစ်မှားရေးသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။